အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်တော့ဒီလေးတနေ့ပြပါစီဒီနေရာကနေပြီးတော့အစုံမောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့ဒါသူများတွေအပြောင်းရွှေ့ကတော့ဒါကျွန်တော်တို့ June 15ဒါကျွန်တော်တို့ အဲ့ဘောကျွန်တရက်နေ့လောက်ခရေကစတယ်ဆိုပေမဲ့ကျွန်တော်တို့ဒီအပြောင်းရွှေ့ကြတော့ဒါတိကြတဲ့အတိုင်းပဲဒါကျွန်တော်တို့သူများရည်နဲ့မတူတဲ့ဒီလဒီနေ့တရက်နေ့ဇူလိုင်လတရက်နေ့ကမှအပြောင်းရွှေ့စတာပြအဲ့တော့သူများရည်နဲ့ကျွန်တော်တို့ကပြန်ရှိမယ်ဆိုရင်တော့တော်တန်ဟော့စပယ်ဒင်းနေနဲ့ဒါကျွန်တော်တို့တလလောက်နောက်ကျတဲ့သဘောမှာရှိတယ်အဲ့ဗနီးညကဒါကျွန်တော်တက်ဆက်ပြီးခဲ့ရတဲ့မိုဟာမက်ကူဒက်ရှေဒါကျွန်တော်အပြောင်းရွှေ့က update ဖြစ်ခဲ့သူစပါတင်းနဲ့ခုလက်ရှိမှာကစားသမားရဲ့အသင်းကထွက်ခွာမဲ့လူတွေရှိလို့ဒါကျွန်တော်တို့တဖြည်းဖြည်းနဲ့ကစားစပါတင်းရဲ့ဒါကျွန်တော်တို့ ်တရားသမားလူချင်းကတဖြည်းဖြည်းနဲ့ရုပ်လုံးပေါ်လာတော့မယ့်အနေအထားမှာရှိပြီလို့ပြောလို့ရရင်ဒါတကူရောက်လာခဲ့ပြီအဲ့တော့လက်ရှိမှာတော့ကျွန်တော်ဖြစ်နေတဲ့အဖြစ်အပျက်တွေစပါသင်းရဲ့အပြောင်းရွှေ့တွေနဲ့ပတ်သက်ပြီးအကုန်လုံးကိုတနည်းအားဖြင့်သိအောင်ဒီ detail လေးကျွန်တော်ပြောအောင်အဲ့တော့ပထမဆုံးအနေနဲ့ပြောမယ့်စပါသင်းနဲ့မိုဟာမက်ကူရဲ့စပြောင်းရွှေ့ဒါကျွန်တော်တော်တော်လေးကိုဒါကန့်ကောင်းလာတယ်တော်တော်လေးကိုကန့်ကောင်းတော်တော်လေးကိုမိုက်လာတဲ့အပြောင်းရွှေ့တွေတခုလို့ပြောလို့ရတယ်စပါသင်းတခုလက်ရှိမှာဒါမိုဟာမက်ကူရဲ့အပြောင်းရွှေ့တွေတကယ်ကိုတည်တည်ရှာရှာလှုပ်ရှားနေခဲ့ပြီဒါကျွန်တော်ပြောခဲ့တယ်လို့ပဲဒါလွန်ခဲ့တဲ့ရသက်တဲ့ဘက်ကလေးကဒါမိုဟာမက်ကူဒက်စ်ကိုပထမအကြိမ်ကန့်လန့်ခဲ့တယ်ဒါပေမဲ့စပါသင်းတခုလက် ်ရှိမှာဒီရပိုင်းအတွင်းမှာဒုတိယအခြေမြောင်ကမ်းလှမ်းမှုရှိတယ်ဆိုတဲ့သတင်းလေးတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်။စပါတင်နဲ့မိုဟာမက်ကူဒက်စ်ကြားတဲ့ကပုတ်ကိုရေးရသဘောတူညီမှုကပြဿနာမဟုတ်ဘဲနဲ့ကူဒက်စ်အနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့ အဲ Tottenham Hotspur အသင်းကိုပြောင်းရွှေ့ဖို့အတွက်ကသူတကပုံကူရေးရသဘောတူညီမှုကအရင်ကြီးပြဿနာမရှိလောက်ဘူးလို့အကုန်လုံးက expect လုပ်ထားရခဲ့ပေတကယ်လည်းဒီတိုင်းပဲဆက်သွားခဲ့တဲ့သဘောမှရှိပါအဲ့တော့ပြောမယ်ဆိုရင် Spa အသင်းနဲ့ခုလက်ရှိမှာ Mohamed Kudus ကိုဒုတိယအချိန်မြောက်ဘယ်တော့တော့ကန်လန့်ပဲဒါကျွန်တော် Alisson Go ရဲ့ပြောပုံကြီးကဒါကျွန်တော်တို့လက်ရှိ Fabrizio Romano ရဲ့ပြောပုံကြီးဆိုရင် Spa အသင်းနဲ့ခုလက်ရှိဒါကျွန်တော်ဒီတစ်ပတ်အတွင်းမှာတရားဝင်ဒုတိယအချိန်မြောက်ကန်လန့်မှုရှိပြီးတော့ဒီတစ်ပတ်အတွင်းမှာနေတာကန်ကောင်းသွားနိုင်တယ်ဆိုရင်တော့တခါတည်းသဘောတူညီမှုရသွားနိုင်တဲ့နေရာမှရှိအဲ့တော့ဒါလက်ရှိမှာ West Ham အသင်းဘက်ကနေ Mohamed Kudus ကိုပေါင်တန်း60 ဆယ်လောက်လက်ခံသွားနိုင်ပွဲရှိပြီးတော့ကစားသမားကိုတိုင်ကအသင်းပြောင်းရွှေ့ခြင်းစိအရန်များပြားနေကြောင်းစပါအသင်းဘက်ကဒါကျွန်တော်တို့ရောင်းချတော့ဖို့ရှိရတော့ဒါမနေ့ကပြောခဲ့လူပဲဒါစပါနဲ့ဒါဝက်ဆမ်နဲ့ဂျာမန်2017နောက်ပိုင်းစကော့ပါကာရဲ့အပြောင်းရွှေ့ပြီးနောက်ပိုင်းမှာဒါကျွန်တော်တို့တော်တော်လေးကိုဒါအေးပေါ့တိုတယ်16နှစ်လောက်ကြာတဲ့အချိန်မှာပထမအဦးဆုံးအပြောင်းရွှေ့တစ်ခုနဲ့ဖြစ်လာမှာဖြစ်တယ်အဲ့တော့ဒါစကော့ပါကာတော့အဲ့သူဟာသူကောင်းခဲ့တဲ့ကြောင်းတိတ်ပြီးပြောစမ်းလို့ကျွန်တော်တို့ကခင်ဗျားတို့မိလိုက်ရင်ကျွန်တော်တို့ပါကာကောင်းကောင်းကြီးမိလိုက်တဲ့နေရာမှာပါတယ်ပေါ့နော်တော့ပါကာသူဟာသူကွင်းလေဘဟုမှာဒါတကယ်တမ်းဒါအဲ first line တော့အရင်မရခဲ့မဲ့ဒါကျွန်တော်တို့မစိုးဘူးလို့ပြော လီယာရဲ့တမဘာရက်ပါကာသူဟာသူတို့တာအဆင်ပြေအခုတော့လက်ရှိမှာပါကာတရတော့မာတာဘန်လေးမှာနီးပြဖြစ်ပြီးဒါတန်းဆိုင်လိုက်တန်းတက်လိုက်အောင်သူလုံနေပြီဖြစ်တယ်အဲ့တော့အသက်ရွယ်လေးကြီးလာခဲ့ပြီပေါ့နော်အဲ့တော့ဟုတ်တယ်ကတော့ကျွန်တော်တို့ကကျွန်တော်တို့ကျွန်တော်တို့ပြပြောင်းရွှေ့ကြောင်းပြီးဆက်ပြောမှာကျွန်တော်ဟိုလောက်ပြောဟာခမရတဲ့စပါပရိသတ်ပြောပြီးအပေါ်ယံပါညာဆိုပြီးတော့ပြီးလည်းသူပြောတဲ့နာမည်တွေက D4 တဲ့ဒါကျွန်တော်မိုဒရစ်တဲ့ဘာဘာတော့တဲ့ ไอ้กองนี่ဆိုတာလေကျွန်တော်တို့ကြည်ပြီးတော်တော်လေးကိုကြာဘာဘာတော့ထားပါကျွန်တော်ဒါ view ဆိုတာလေကျွန်တော်ကားတဲ့ view ဆိုတာလူတော်မြတ်ဟာကျွန်တော်တို့အဲ့ဒါကျွန်တော်ဒီဘက်ကိုစောက်တန်းကနေပြီးဒီဘက်ကိုရောက်လာဒီဘက်ကနေကောနံပါတ်3နဲ့ဒါကျွန်တော်တို့ဟိုကြားကန်ကန်ပြီးပြေးတယ်ပြေးပြီးခင်ဗျာအခုချိန်မှာဘာလို့စပါးအတင်းနဲ့အဲ့ဒီ full back နေရာမှာလူမရှိလို့ကားတဲ့ view ကိုတုံးခဲ့ရတယ်ဆိုတော့ကလီးစာခွေဆုံစပါးပရိသတ်တော်တော်များတည်တယ်အဲ့တော့ကျွန်တော်လေကျွန်တော်ခုနပြောသူပဲအကြီးအားဆုံးကစပါးပရိသတ်ဖြစ်အပေါ်စပါး ကျွန်တော်ကကဘာမာလီအပေါ်ယံဖန်လှုပ်လို့ရတဲ့ပြိတ္တတွေမှာအများကြီးရှိခမဲ့လက်ချိုးရည်ပြီးရိုက်တက်လို့ရတဲ့နေရာမျိုးရှိတယ်။ဒါတော့ဘာလို့လဲကျွန်တော်ရီယယ်မက်ဒရစ်သွားမလား။ကျွန်တော်လက်ရှိမှာကျွန်တော်တို့အဲမန်ချက်စတာပြီးအပီကျွန်တော်ယူနိုက်တက်လိုက်ပြီးအပီတွေအဲ့ခင်တော့အဲ့ချင်းအဲ့ခါတော့မန်ချက်စတာယူနိုက်တက်အပီတွေရတယ်။ချယ်လ်ဆီအပီမလား။ကျွန်တော်ခုနကလက်ရှိမှာကျွန်တော်အာစနယ်ကျွန်တော်ကျွန်တော်မှအတိကျွန်တော်တကယ်ကြီးတာစောင်းအချေရတဲ့ဘော်ဒါရီရဲ့အသင်းဖြစ်တဲ့ဒါကျွန်တော်အာစနယ်အပီမှာအဲ့တော့ ဒါခါလေးရီရရမင်းစပောက်အားပြီးအပေါ်ခမသူအဲ့ဘဲကျွန်တော်ပြောလိုက်တဲ့နာမည်၄ယောက်လောက်ကလည်းရီရတာတခູ້မှလည်းခုနပြောဆိုတကယ်ကိုအတွင်းကြကြတိရတဲ့ပြည်သက်တယ်ကျွန်တော်ဥမာကျွန်တော်တို့လက်ရှိမှာလူမရှိလို့ပီနာကြီးပေါ့နော်စတီဗင်ပီနာဆိုတာကျွန်တော်အေဗာတန်ကောင်ကြီးကိုခေါ်တုံးခဲ့ပြီပီနာကအေဗာတန်အောင်ပြန်ရောက်သွားတဲ့ movement အောင်ရှိသေးတယ်ခမနောက်တည်းမှာလူမရှိလို့ trenches တွေဖြစ်တဲ့ cherry chest လို့ကောင်းမှုတော့ကျွန်တော်တို့သုံးရတဲ့ movement တွေရှိတယ် Michael Dawson ကြီးကခဏခဏဂျိုးလို့ဒါကျွန်တော်တို့အသင်းကနေပြီးတော့ကျွန်တော်တို့ဒါရောင်းရတဲ့ movement တွေရှိတယ်ကျွန်တော်တို့ဘဝမှာလေခမဆိုတာဟာတဲ့မှာ spa တင်တဲ့ပတ်သက်ခမကျွန်တော်တို့ဘဝမှာလေဘိုရူ ျော်ဖို့ချက်ဒီလိုမရောက်လာခင်ကဒါကျွန်တော်တို့ Ramos ကိုကျွန်တော်နည်းနည်းမှီတယ်ပြီးရင်ဒါကျွန်တော် Villa Boas မှီတယ်ဒါကျွန်တော် Terry ဘာလို့ဟိုကောင်ဘာလို့ခုလက်ရှိ Pandit လုပ်နေတဲ့ Bay အဲကျွန်တော်တို့ Gareth Bale ကိုတိကျတဲ့သူစတုံးခဲ့တဲ့ Bay ဗျာဒါပေမဲ့ Villa Boas ကသူတုံးတာပေါ့တော့ဒါကျွန်တော်ပြောမယ်ဆိုရင်ဟိုတော်တော်ကြီးကိုမှီခဲ့တယ်ဗျာ Dandy ပြဆို Harry Redknapp ဆိုကောင်းကောင်းမှီတယ် Harry Redknapp လို့လို့ကျွန်တော်တို့ဒါမှတ်မဲ့ရတာကျွန်တော်တို့တော်တော်လေးကိုတိုင်ပတ်သွားခဲ့ပြီးကြာကျွန်တော်တို့ပြေးနေတဲ့ Lansing ကနေပြီးတော့သူ England ပြစိတ်ဝင်စားကန်တယ်ကိုလေးသင်းခွေးပြစ်သွားတဲ့ moment ဆိုမျက်လုံးနဲ့အောင်မထွက်ဘူးအဲ့တော့စပါးသင်းနဲ့ပတ်သက်ခင်ဗျာကျွန်တော်အရင်ကြီးမပြောတာပဲရှိတယ်ကျွန်တော်အခုအသင်းကြောင့်ကိုအကုန်မိတာပေါ့ခင်ဗျာလည်း ဘာလို့ပူဆိုးတာကိုယ့်အဖေကလည်းကျွန်တော်တစ်ချိန်တော့ဒီဟာနဲ့ပတ်သက်ပြီးဒါကျွန်တော်တို့သွားမယ်တဲ့မှာပါအဲ့တော့မိတို့ပင်စူစီကမူလက်ရှိမှာဒါကျွန်တော်အပြောင်းရွှေ့ကြောင်းဆက်လက်ပြောအောင်အဲ့တော့စပါတင်ကခုလက်ရှိဒီကျွန်တော်တို့မိုဟာမက်ကူဒက်စ်အပြောင်းရွှေ့မှာဒါကျွန်တော်တို့တစ်ဖက်ကဝက်ဆမ်ဘက်ကလည်းငွေလိုနေတဲ့အတွက်ကြောင့်တို့နဲ့ဂရီဟမ်ပေါ်တာရဲ့အသင်းကို invest ပြန်လုပ်ချင်တဲ့အတွက်ကြောင့်မို့ဒါမိုဟာမက်ကူဒက်စ်ရဲ့ပေါင်တန်း60ကိုတို့နဲ့လက်ခံသွားဖို့ရှိအဲ့တော့ဒီပေါင်တန်း60ကစပါတင်ရဲ့ဒါစန်ဂျီဒီပြောင်းရွှေ့ကြီးတွေကနောက်တစ်ခုဖြစ်လာနိုင်ပြီးတော့ဒါပရီးမီးယားလိမှာကျင်လည်တာကစားသမားတယောက်နဲ့ဒါမဆိုးဘူးလို့ပြောလေဒါပေမဲ့လူတော်မြတ်လက်ရှိမှာဒါမကြိုက်ကြတာမနစ်ကချေဆိုမနစ်ကချေ ေစွမ်းမှာအမှန်တိုင်းပြောရမယ်ဆိုရင်ဒါကစားသမားတော်တော်များကောင်းလာပါတယ်ဆိုတော့ဘူဝန်တော်မှာဝက်ဆိုင်အသင်းမှာတော်တော်လေးကိုတိုင်ပတ်ခဲ့တဲ့အခါမှာကျတော့ဝက်ဆိုင်တသင်းတော့မိနစ်ကညံ့တယ်အဲ့တော့ဒါကျွန်တော်တို့ကူတက်စ်မှာပူတန်ရှယ်ရှိတယ်လို့မြင်တယ်ကူတက်စ်ရဲ့ဒါအသက်ရွယ်ရအောင်အခြေအနေရအောင်ဒါစပါတင်းရဲ့ဒါကျွန်တော်တို့တော်မက်ဖရန်လက်အောက်မှာစောက်ရမ်းကောင်းသွားနိုင်တဲ့ကစားသမားတရားလို့ကျွန်တော်မြင်ကျွန်တော်ဒါခမောက်သိပါတယ်ကျွန်တော်ကစားသမားတရားခေါ်ရင်ကျွန်တော်အရင်ပြောရမယ်ခူးဒက်စ်ရဲ့ဒါကျွန်တော်တို့လက်ရှိမှာအေးပေါ့ပါဝါဖို့စ်ဖြစ်တဲ့စထရိုက်ကာတော်တော်များများကဒါကျွန်တော်တို့အမ် Brentford လက်ရှိနေပြဖြစ်တဲ့ Thomas ဘယ်ဘာလဲကျွန်တော် Spurs နဲ့လက်ရှိနေပြဖြစ်တဲ့ Thomas Frank ကကျွန်တော်လက်အောက်မှာတော်တော်လေးကိုတိုးတက်သွားနိုင်တယ်လို့ကျွန်တော်နေပုတ်ကူကြီးကကျွန်တော်မြင်တယ်အဲ့တော့ Spurs နဲ့အခုလက်ရှိမှာတော့ကျွန်တော် Mohamed Kudus အပြောင်းအရွှေ့ကို decide မမဲ့လုပ်နေပြီးတော့ဒါ Fabrizio Romano ရဲ့ပြောပုံရဆိုတော့ပုတ်ကူကြီးရသဘောတူညီမှုကအပေါက်လက္ခဏာဆောင်နေပြီးတော့အရန်ကြီးခက်ခဲမဲ့နေတာအဓိကကတော့ကျွန်တော်ဘယ်လိုပဲ West Ham နဲ့စကားပြောအောင်မှာဖြစ်တဲ့အတွက်ကြောင့်မို့ Spurs တော်တော်အနည်းငယ်ခက်ခဲနိုင်ငယ်ဆိုရမယ့်တစ်ဖက်က60လောက်ရမယ်ဆိုလက်ခံသွားအဲ့တော့ Spurs ပထမဆုံးကန်လန်နဲ့ဒုတိယကန်လန်မှုက70လောက်ပဲကွာရနေထားမှာရှိတဲ့အတွက်ကြောင့်သူတို့အနေနဲ့တိတ်ပြီးတော့ခက်ခဲလာ တဲ့အပြောင်းအလဲတစ်ခုတော့ဖြစ်လာမယ်လို့အကုန်လုံးကသိပ်မထင်ဘူးဒါပေမဲ့မြို့ကံပြန်မဖြစ်တဲ့ကြောင့်လည်းနည်းနည်းလေးတော့ထင်တာထပ်ပုခတ်မယ်ဆိုတဲ့အနေထားလည်းသတင်းတွေကြာအဲ့တော့ဘာဖြစ်မှန်းမသိမတော်လို့စိတ်ဝင်စားဖို့ကောင်းပါဘူးအဲ့တော့စပါတင်ရဲ့ဒီနှစ်နွေရာဒီမှာဒါကျွန်တော်တို့ဒီနားမှာရတဲ့တန်မှာတခြားသောနေရာတွေလည်းဖြစ်တင်းသွားဖို့တော့ပြင်ဆင်လာခဲ့တယ်အဓိကစပါတင်ရဲ့ number 6ဆို defensive midfielder ကိုဒီနှစ်နွေရာဒီမှာဖြန့်သွားမယ်အဲ့တော့လက်ရှိမှာစပါတင်ရဲ့စိတ်ဝင်စားနေတဲ့ကစားသမားတွေအများကြီးရှိတယ်ဒါပေမဲ့လက်ရှိနောက်ဆုံးကြားရတဲ့သတင်းတွေအရဆိုရင်စပါတင်နဲ့ဒါဈေးကြီးတဲ့ကစားသမားကိုအခုချက်ချင်းလာဝယ်ပြီးဖြည့်တာထက်ဆိုင်သူတို့အနေနဲ့ Douglas Lewis ကိုလက်ရှိမှာကျွန်တော်တို့ကအငှားနဲ့ ဖြည့်သွားအကိတ်ခမရတို့ကျွန်တော် Douglas Lewis ရောက်ပြီဆိုရင်လေခမရတို့ကျွန်တော်ဒါဘောကမှာခမရတို့ကျွန်တော်ကြွေစရာအကြောင်းဒီဘဲကိုကျွန်တော်ကဒါ spa ကိုဒါအချိန်ကြာရင်လာပြီး drive mode အတွက်ပြောခဲ့တာဆိုပြီးတော့ဓာတ်ပုံကြီးပြပြီးကြွေအောင်ပါဘောနော်ဟောကျွန်တော် Douglas Lewis နဲ့ Aston Villa တော့ကတောင်းရိုက်ဖူးခဲ့တာဟိုအဲ့တော့ Dockers ကတအားကောင်းတော့ Lewis အနေနဲ့ခုလက်ရှိမှာ Spurs အသင်းနဲ့ဒါတလူအသင်းနဲ့ဒါ Juventus ကမပြောတဲ့တချို့သူနဲ့အသင်းပြောင်းခြင်းနဲ့ဒါကြောင့်မို့သူအနေနဲ့တခြားသောအသင်းကိုပြောင်း Premier League ကိုပြန်လာကစားခြင်းနေပြီးတော့တီယာလောက်က Spurs အသင်းကတော်တော်လေးကိုစိတ်ဝင် Spurs အသင်းနဲ့ခုလက်ရှိမှာဒါကျွန်တော်ပါလီညာရဲ့ Dockers Lewis ရဲ့ Spurs အသင်းစီခေါ်ဖို့တော့သူတို့နဲ့စိတ်ဝင်စားတယ်နှစ်ယောက်လုံးကဒါ Premier League experience ရှိခဲ့တဲ့အတွက်ကြောင့်မလို့ Spurs အသင်းတွေကဒါကျွန်တော်တို့အားကိုးရမယ့် Number 6 role ကိုရှိနိုင်မယ်လို့ပရိသတ်တော်များမြင်နေဒါကျွန်တော်တို့ရဲ့ short term ပေါ့နော်ဒါကျွန်တော်ဒီကစားသမားကိုပေါင်တန်း30 15-20လောက်ကြားတဲ့ ထဲမှာရသွားနိုင်မယ်ဆိုရင်တော့ why not ခုနပေါ်ပြီးလက်ရှိမှာဘီဇူးမာတို့ပေါက်ထက်ဆိုတော့မစိုးဘူးဒါဘန်တန်ကဒါမှမဟုတ်ဒါပက်ဘေးစာဘာဂဗေရူနဲ့တွဲဆော်တယ်တော်တော်လေးအားကိုးရမယ်တဲ့မှာပါအဲ့တော့စပါသင်းနဲ့လက်ရှိမှာ defensive midfielder တယောက်ကို market ထဲမှာဆက်လက်ပြီးတော့ခေါ်ဖို့အတွက်ကြိုးစားနေစေဖြစ်တယ်လို့သိရတယ်မှာဒါပြင်စပါသင်းဘက်ကတော့ဒါကျွန်တော် Richarlison ကိုအသင်းကနေထွက်ဖို့အတွက်မီးစိမ်းပြလိုက်ပြီးဖြစ်တယ်ဆိုတဲ့အကြောင်းကိုသတင်းစာရေးထဲမှာတောက်လျှောက်ပါလာခဲ့ပြီဖြစ်တယ်စပါသင်းကခုလက်ရှိမှာဒါကျွန်တော်တို့ Richarlison ကိုတရားဝင်တာအသင်းကထွက်ခွင့်ပြုလိုက်ပြီးတော့စပါသင်းဘက်ကဒီကစားသမားအတွက်ပေါင်15သန်းနဲ့သန်း20ကျားဈေးသတ်မှတ်ထားပြီးတော့ Galatasaray အနေနဲ့ခေါ် ်ယူဖို့အတွက်စိတ်ဝင်စားနေပြီလက်ရှိမှာသူတို့ရဲ့ပြန်ဖြစ်တဲ့ Fenerbahce ကလည်းခေါ်ယူဖို့စိတ်ဝင်စားတယ် Fenerbahce ကလည်းရှိမှာဒါကျွန်တော်တို့အာ Richarlison ကဘီဇူးမာ၂ယောက်လုံးကိုပေါင်တန်း40လောက်အသုံးပြုပြီးတော့၂ယောက်လုံးကိုတပြိုင်တည်း scoop လုပ်ပြီးတော့ခေါ်သွားဖို့အတွက်လည်းပြင်ဆင်နေဆိုတဲ့သတင်းတွေတောက်လျှောက်ထွက်ပေါ်လာခဲ့တယ်လို့သတင်းထွက်ပေါ်အဲ Spartan ကခုလက်ရှိမှာဒါနောက်ဆုံးရသတင်းတွေရဆိုရင်တော့ fullback တယောက်ကိုထပ်ခေါ်ဦးမယ်ဆိုတဲ့ သတင်းကိုတော့အလက်ဆက်ဂိုးကရေးတင်ထားခဲ့တာကိုတွေ့ရမယ်။အဲ့တော့လက်ရှိမှာစပါအသင်းကိုဒါကျွန်တော်ဇူလိုင်လ15ရက်နေ့ပတ်ချာလဲဝင်ကြ။ဇူလိုင်လ9ရက်နေ့လား15ရက်လား5တော့မှတ်မိ။အဲ့အဲ့9လား15လားပတ်ချာလဲဝင်ကြမှာကျွန်တော်ဒါစပါအသင်းဒီနေ့ညရာဒီပထမဆုံး ခေါ်ယူဖြစ်တဲ့ဂျပန်ကစားဖြစ်တဲ့ကိုတိုတက္ကိုင်းကိုတော့စပါအသင်းအနေနဲ့ဒါကျွန်တော်တို့သူတို့ရဲ့အသင်းကိုတရားဝင်ဒါခေါ်ယူနိုင်တော့မှာဖြစ်တယ်ဆိုတဲ့အကြောင်းကိုဒါကျွန်တော်ကာဝါဆာကီ front day ကနေတရားဝင်ကြေညာခဲ့တာပြီအဲ့တော့စပါအသင်းဒီနေ့ပထမဆုံးတွေ့ရတဲ့ခေါ်ယူမှုကတော့ဒါကျွန်တော်တို့ကိုတိုတက္ကိုင်းဖြစ်ခဲ့ပြီလို့ဆိုလို့ရမယ်ဒီမှာပါပါတယ်အဲ့တော့ဒါဒုတိယမြောက်ခေါ်ယူမှုကတော့ကူဒက်ဖြစ်ဖို့အတွက်အခုလက်ရှိအခြေအနေကတော်တော်လေးအခြေအနေကောင်းနေတယ်ဒါပေမဲ့ကြီးရတာကူဒက်ကစပါအသင်းနဲ့ဒါပတ်သက်ပြီးအမှတ်တရအများကြီးရှိတယ်မီဂီဗန်နာဗင်းနဲ့ညီပြီးဒီကောင်အနီးကပ်ရပြီဒါလေးဘွဲပယ်ခဲ့တဲ့ဥစားလုံးဝမေးလို့မရတော့ဒါတစ်ချိန်လုံးကစပါအသင်းနဲ့ညီးခဲ့တဲ့ကစားသမားတော်တော်များများကတော့အခုလက်ရှိမှာတော့ အခြေအနေတွေကောင်းနေတယ်ဆိုတဲ့ပုံစံမျိုးတွေ့လာခဲ့တော့စပါတင်ကိုပြောင်းချင်စပါတင်ကကစားသမားနဲ့ရန်ဖြစ်ဆိုတဲ့ပုံစံဖြစ်လာခဲ့ပြီးတော့နောက်ပါပဲပေါ်လုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0ဆိုတဲ့ TV for you တို့မှာကျင်းလို့ဆိုတော့ပေါ့ကူညီလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဗျအောက်က comment တွေထဲမှာလည်း Youth Sport Media 3.0ဆိုတဲ့ TV for you တွေလင်းလေးတွေကိုထည့်ပေးထားခြင်းဖြစ်ကြောင့်မျှော်စောက်ကူညီပေးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးကိုကျွန်တော်အားပေးလို့ရပါရမြန်မာပြည်လက်ကလစ်ဖို့မမိကြပါနဲ့ဟုတ်မြန်မြန်ကလစ်ပါမြန်မြန်နိုင်ငံဖြစ်ပါတယ်အားလုံးကြိုးတူပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစို့ စူပူဝင်ကောင်းတောင်းပြီးနေကျွန်တော်နောက်မှအေးဆေးတူကြတာပေါ့ဒီပါဗျ